မောင်းနှင်းပါနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ယုံကြည်သူခရိယန်သားသမီးကျင့်ဝတ်အပိုင်း30ဖြစ်ပါတယ်ဂျေဇုတော်ကြောင့်နောက်ဆုံးအပိုင်းအထိရောက်ရှိလို့လာပါပြီပထမတရေကနေဒီကနေ့10ရက်မြောက်နေ့အထိပို့ဆောင်ပေးတဲ့အလင်းပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေအာမင် ဆိုတော့ဒီကနေ့နောက်ဆုံးနေ့မှာအားလုံးနဲ့ခွန်အားပေးခြင်းနဲ့နှုတ်ဘက်တော်ခေါင်းစဉ်လေးကတော့မိခင်ဖခင်ဆုံးသွားခဲ့တဲ့အခါမှာတားသမီးတွေအမြဲတမ်းပဲသူတို့ကိုအောင်းမေးတရိယာပါလို့ခွန်အားပေးခြင်းတာဖြစ်ပါတယ်အခြေပြုကျမ်းတကျမ်းဖတ်ရအောင်နော်ဟေဘရဲဩဝါဒစာခန်းကြီး73အငယ်9ဖြစ်ပါတယ်ဖယားသခင်နှုတ်ကပတ်တရားတော်ကိုတင်တို့အားဟောပြော၍တင်တို့ကိုအုပ်တော်သူတို့ကိုအောင်းမေးကြလော့ သူတို့ဒီအဘေတို့ကြင်ကြံပြုတ်မှု၍စုတေဒီကိုစေစေစင်ချင်လျက်သူတို့ဤယုံကြည်ခြင်းကိုမီအောင်လိုက်ကြလောတဲ့ချစ်တော်ညီကိုမောင်မတော်မိဘတွေတချို့မိဘတွေကကျွန်တော်တို့ကိုနှုတ်ကပတ်တော်တွင်တင်ပေးခဲ့တာရှိတယ်နော်ရှိတယ်များသောအားဖြင့်ခရိယမိသားစုတွေထဲမှာဆိုလို့ရှိရင်အဖေအမေတွေကကျွန်တော်တို့ကိုနှုတ်ကပတ်တော်အူးဆုံးတွင်တင်ပေးတဲ့သူမဟုတ်ဘူးလားဟုတ်ပါတယ်ဒါဆိုရင်အဖေအမေဆုံးပါသွားတဲ့နောက်မှာကျွန်တော်တို့သူတို့ကို တတိယတက်ဖို့လိုပါတယ်။ဒါကြောင့်လဲခရစ်ရဲ့ယုံကြည်မှုမှာအောင်မေဝူပြုစီဝေးဆိုပြီးမှရှိနေတာဖြစ်ပါတယ်။မိဘတွေတည်သွားတဲ့အခါမှာတည်သွားတဲ့မိဘတွေကိုခရစ်ရဲ့ယုံကြည်သူတွေကဘာမှလှုပ်ပေးလို့မရတော့ဘူးဆိုပေမဲ့ဘာလှုပ်လို့ရသေးလဲဆိုတော့အောင်မေတဲ့အကြောင်းပြလို့ရပါတယ်။ဒါကိုအောင်မေဝူပြုစီဝေးပွဲလို့ခေါ်ပါတယ်။ မိဘဆုံးသွားတာတနည်းမြောက်တို့မို့မိဘဆုံးသွားတာ သုံးနည်းမြောက်မိဘဖခင်မိခင်ဆုံးသွားတာငါးနည်းမြောက်စသဖြင့်မိခင်အတွက်လည်းလှုပ်ပေးလို့ရတယ်လို့ဖခင်အတွက်လည်းအောင်မေဝူပြုစီဝေးပွဲလှုပ်လို့ရပါတယ်။ဒါပေမဲ့တတိထားရမှာကအောင်မေဝူပြုစီဝေးလှုပ်တာကတည်သွားတဲ့မိခင်ဖခင်တွေကိုလှုပ်ပေးတာမဟုတ်ပါဘူး။အသက်ရှင်နေသေးတဲ့ကျွန်တော်ကျမတို့တတိယကြောင်ပေါ်ပြလို့ရတဲ့တာသမီကျင့်ဝတ်ထဲကနောက်ဆုံးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မနေ့မှာ ဒီခရီးရန်ယုံကြည်သူတွေလှုပ်တဲ့အောင်မေဝူပြုစီဝေးပွဲလှုပ်ရခြင်းရဲ့အကြောင်းရင်း၅ချက်ကိုဒီပြချင်တာဖြစ်ပါတယ်ပထမတစ်ချက်ကခရီးရန်ယုံကြည်သူတွေမိဘကိုအောင်မေပြီးတော့မှအောင်မေဝူပြုစီဝေးပွဲလှုပ်တယ်လို့ပြောလိုက်တဲ့အခါမှာရည်ရွယ်ချက်ပထမဆုံးတစ်ချက်ကအသက်ရှင်တဲ့ဖယားကိုကိုးကွယ်ဝူပြုဖို့ဖြစ်ပါတယ်မှန်ပါတယ်ယုံကြည်သူတွေဘာပဲလှုပ်လို့ဘာပဲစားစား ဖယားဘုံတော်ထင်ရှားဖို့ဖယားသခင်ကိုဝုပြုကိုးကွယ်ဖို့ဖယားသခင်ကိုချီးမွမ်းတက်ဖို့ရန်အတွက်အင်မတန်အရေးကြီးတယ်ဆိုမှကျမ်းစာထဲမှာဖော်ပြတယ်။တစ်ကောခန်းကြီး30ငွေ33မှာတင်တို့သည်စားတော်၎င်းတောက်တော်၎င်းမိတိအမှုကိုပြုတော်၎င်းတဲ့ဖယားသခင်ဘုံတော်ကိုထောက်၍ခတ်သိမ်းတော်အမှုကိုအမှုကိစ္စကိုပြုကြလောတဲ့ ဒါကြောင့်ယုံကြည်သူခရိယန်တွေတည်ဆုံသွားတဲ့မိဘတွေကိုအောင်မေကိုပြုစည်းဝေးလုပ်တဲ့အခါမှာမမေ့ရမှာပထမအဦးဆုံးတခုကအခုပြုစည်းဝေးလုပ်နေတာဒီဖယားသခင်ကိုဝုတ်ပြုနေတယ်ဆိုတာမမေ့သင့်ပါဒါနပတ်တစ်ချက်နော်နပတ်နှစ်တစ်ချက်ကတည်ပြီးတဲ့သူကိုတတိယအကြောင်းပေါ်ပြတာโอเคအသက်ရှင်နေသေးတဲ့ကျွန်တော်ကျမတို့မိသားစုဝင်တွေကတည်ပြီးသွားတဲ့မိဘတွေကိုတတိယပါတယ်ဆိုတဲ့အကြောင်းကိုအောင်မေတတိယရင်းနဲ့အောင်မေတတိယတဲ့ဝုတ်ပြုစည်းဝေးလုပ်တာအဟေဘေခန်းကြီးစက်ခွန်အငယ်ခွန်မှာ အခုနောက်ကျွန်တော်ဖတ်သွားတဲ့ကျမ်းချက်ထဲမှာပေါ့နော်ဖယားသခင်နှုတ်ကပတ်တရားတော်ကိုတင်တို့အားဟောပြော၍တင်တို့ကိုအောက်တော်သူတို့ကိုအောက်မေ့ကြလောတဲ့သူတို့ဒီအဘယ်တို့ကြင့်ကြံပြုမှု၍စုတေဒီကိုစိတ်စိတ်စင်ခြင်းလက်သူတို့ရဲ့ယုံကြည်ခြင်းကိုမြောင်လိုက်လောတဲ့တကယ်လို့ဆုံးပါသွားတဲ့မိခင်ဖခင်တွေကယုံကြည်သူဟုတ်တယ်ဆိုရင်သူတို့ရဲ့ယုံကြည်ခြင်းကိုလှည့်ရမယ်သူတို့မှာအားနည်းချက်ရှိမယ်အားသာချက်ရှိမယ်အားနည်းချက်ကိုခြံထားလိုက်ပါအားသာချက်ကိုကျွန်တော်တို့သူတို့တင်ကန်းစာယူတတ်ဖို့လိုတယ် အားတာချက်ကိုကျွန်တော်တို့ဆန်နမူနာယူတတ်ဖို့လိုတယ်အားနေချက်ကိုတော့ကျွန်တော်တို့တတိထားတတ်ဖို့တော့လိုလိုတယ်ပေါ့နော်မိဘတွေကရာခိုင်နှုန်းတရားဟိုဘာလဲပြည်စုံခဲတဲ့မိဘတွေတော့မရှိပါဘူးအားနေချက်ကိုစီရှိမှာပါဒါပေမဲ့အားနည်းချက်ကိုတတိယအောင်မိခြင်းမဟုတ်ဘဲနဲ့သူတို့ရဲ့မန်ကန်တဲ့လှုပ်ရဲ့မန်ကန်တဲ့တုံတင်မှုကိုပြန်လဲတတိယခြင်းဖြစ်ပါတယ်။ဒါနံပါတ်နှစ်နံပါတ်၃ကယုံကြည်သူတွေမိဘတွေကိုအောင်မိဝှပြစည်းဝေးလှုပ်တဲ့အခါမှာနံပါတ်၃ဦးတည်ချက်တစ်ခုက ကျန်းစာအားဖြင့်ကျွန်တော်တို့ရဲ့နှလုံးသားကိုနစ်တိမ်မှုရယူတာဖြစ်ပါတယ်။တစ်တက်ခန်းကြီးလေးငယ်73ကနေ78ထဲမှာတေချာဖတ်မယ်ဆိုရင်မျော်လင့်ချက်မရှိတော့ဘူးလို့မခံယူပါနဲ့လို့ကျွန်တော်တို့ဖော်ပြထားတယ်။ဘာလို့လဲဆိုတော့မိဘတွေတည်သွားခဲ့ပြီဆိုပေမဲ့လည်းထာဝရမတွေ့ရတော့ဘူးလို့မဆိုလိုဘူး။ယုံကြည်သူတွေမှာမျော်လင့်ချက်အပြည့်ရှိတယ်။ကျွန်တော်အဖေကျွန်တော်အမေတည်သွားတယ်။ဒါပေမဲ့တို့ဟာယုံကြည်သူဖြစ်ခဲ့မယ်ဆိုရင်ကောင်းကင်မှာတစ်ချိန်ကျရင်ကျွန်တော်တို့တွေ့ရမှာလေ။ ဟာလေလုယာအာမင်မန်းတဲ့ချစ်တော်ညီကိုမောင်တော်တို့တင်းမိပသေသွားပြီဒါပေမဲ့တင်းမိပဟာယေရှုခရစ်တော်ကိုယုံကြည်ခဲ့တဲ့သူဟုတ်တယ်ဆိုရင်ကောင်းကင်မှာတရက်ပြန်တွေ့မယ်ဒါပေမဲ့တချို့ပြောကောင်းပြောမယ်ဆရာကြီးကျွန်တော်အဖေအမေကယုံကြည်တဲ့သူမဟုတ်အဲ့လိုယုံကြည်တဲ့သူမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ပိုပြီးမှတာ၍စင်ချင်ရမယ်ငါကနေစငါသားသမီးတွေငါရဲ့မျိုးဆက်တွေအားလုံးကယ်တင်ခြင်းရဖို့လိုတယ်ဆိုတာကျွန်တော်တို့အတွက်တတိပေးစကားဖြစ်စေပါအာမင် တန်ရှင်တော်ဝိညာဉ်တော်လင်းပေးပါစေဒါနံပါတ်3နံပါတ်၄တစ်ချက်ကယုံကြည်သူတွေအောင်မေဝပြုစည်းဝေးလုပ်ရတဲ့အကြောင်းရင်းနံပါတ်၄တစ်ချက်ကယုံကြည်သူတွေအတွက်တတိပေးစကားဖြစ်တယ်။တိပေခန်းကြီး၄ငယ်၃၃မှာဖယားသခင်ရဲ့အိမ်တော်သားတို့ကိုရှေးဦးစွာစစ်ကြောစီရင်ရတော့အချိန်ရှိပြီလို့ကျမ်းစာထဲမှာဖော်ပြတယ် တနည်းအားဖြင့်ယုံကြည်သူတွေလည်းတရေကြိုင်တေးရမယ်ငါအဖေတေးသွားပြီငါအမေတေးသွားပြီဒါကြောင့်တရေကြိုင်ငါငါလည်းမူချတေးရမယ်ဆိုတာနှလုံးသွင်းဖို့လိုတယ်โอเคနှလုံးသွင်းဖို့လိုတယ်ဒါကြောင့်ယုံကြည်သူတွေတေးသွားရင်ဘုရားသခင်ရဲ့စီရင်ခြင်းရှိတယ်ဆိုတာမမေ့ပါနဲ့ဒါကြောင့်အသက်ရှင်တော့မှအကောင်းဆုံးအသက်ရှင်ဖို့ရန်အတွက်သင်ခန်းစာယူတာတတိယူတာဒါအောင်မေကိုပြုစည်းဝေးလောက်ရခြင်းရဲ့နှစ်ပတ်လေးအကြောင်းရင်းပဲနောက်ဆုံးတစ်ချက်ပြောမယ် ယုံကြည်သူတွေမိဘကိုအောင်မေတတိယရဲ့ဝုပြုစီဝေးလောက်ရခြင်းရဲ့နောက်ဆုံးတစ်ချက်ကအဲ့ဒီအောင်မေဝုပြုစီဝေးခြင်းအားဖြင့်ရွှေမျိုးတွေအားလုံးကိုအင်းဝင်လီဝင်ကားတာအဲ့နီးနာခြင်းအားလုံးကိုအင်းဝင်ကလေးတည်င်းစကားဝင်ကားတာဒါအင်မတန်ကောင်းတဲ့လောက်ရဲ့ပဲမိဘကိုအောင်မေတဲ့ဝုပြုစီဝေးဒီလိုမျိုးအကြောင်းပြုပြီးတော့မှရွှေမျိုးတွေအားလုံးကိုခေါ်တယ်နော်အစားတော့ဧခင်ဧခင်ကြွေးမွေးဖို့ရန်အတွက်ရွှေမျိုးတွေအားလုံးကိုခေါ်တယ်မယုံကြည်တဲ့ရွှေမျိုးကိုတကူးတကောက်ကိုခေါ်တာ ခေါ်ပြီးတော့မှတင်းအုပ်ဆရာကိုတေချာပြောထားပေးတယ်ကျွန်တော်ဒီဒီကျွန်တော်အမျိုးထရားဘသူဘသူမယုံကြည်သေးဘူးဒါကြောင့်ဒီကနေ့မှတရားဟောတဲ့အခါမှာအေးဝင်ကလေးလေးထည့်ဟောပေးပါအဲ့လိုကြိုတင်တောင်းဆိုထားပါဒါဆိုရင်တင်းအုပ်ဆရာကအေးဝင်ကလေးကိုဟောတဲ့အခါမှာဒီအောင်မေဝူပြုချင်းကိုအကြောင်းပြုပြီးတော့မှရွှေမျိုးတွေအားလုံးအားလုံးကဲတင်ချင်းတင်းစကားကြားသွားရလိမ့်မယ်ကြားသွားတဲ့အခါမှာယုံကြည်သွားနိုင်တယ်ဒီလိုအောင်မေဝူပြုချင်းစီဝေးကြောင့်ရွှေမျိုးတွေအားလုံးကဲတင်ချင်းရသွားနိုင်တယ်အာမင် ရှင်ဟောင်းခရစ်ခန်းကြီး3ငယ်16ထဲမှာဘလို့ဖော်ပြလဲဆိုတော့ဖယားသခင်တားတော်ကိုယုံကြည်တော်သူအပေါင်းတို့တွေပျက်စီးခြင်းတို့မရောက်ထာဝရတက်ကိုရစီခြင်းကဖယားသခင်ဒီမိမိ၌တပါးသီးတော်တားတော်ကိုစွန့်တော်မူ၏တိုင်အောင်လောကီတားတော်ကိုချစ်တော်မူ၏ဖယားသခင်ကသူတို့ကိုချစ်တယ်ဆိုတာဒီကြမ်းချက်အားဖြင့်ကျွန်တော်တို့သိစေပါဖယားသခင်ကသူတို့ကိုကယ်တင်စေခြင်းကယ်တင်ခြင်းတဲ့ဆိုတဲ့ message ကိုကျွန်တော်တို့အောက်မေဝူပြုစီဝေးခြင်းကနေသူတို့ကိုနားလေစေလို့ရတယ် ဒါကကျွန်တော်မိဘတွေတေသွားတဲ့မိဘတွေကိုဆုံးပါသွားတဲ့မိဘတွေနော်ခရစ်တော်၌အိပ်ပျော်သွားတဲ့မိဘတွေကိုပြန်လဲအောက်မေ့တတိရတဲ့ဝုပြစီဝေးလို့ရချင်ရဲ့အကြောင်းရင်းနောက်ဆုံးတစ်ချက်ပဲမယုံကြည်သူတွေကိုအဲ့ဒီဝုပြစီဝေးခြင်းအဖြစ်အေးဝင်ကလေးဖြစ်စေတာဒါကဒီကနေ့မနေ့အဓိကဝင်ငါချင်တယ်ယုံကြည်သူတွေဝုပြအောက်မေ့ဝုပြစီဝေးလို့ရချင်ရဲ့အကြောင်းရင်းငါချက်ပဲဖြစ်ပါတယ်โอเคနေ့ကုန်ချိုးရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်လေးကသားသမီးကျင်ဖို့အပိုင်း30 နောက်ဆုံးတစ်ချက်ပေါ်ပြသွားတယ်ဒီနောက်ဆုံးတစ်ချက်မှာတခုပဲပေါ်ပြသွားတယ်နော်မိဘတွေဆုံးပါသွားတဲ့ခါမှာကျွန်တော်တို့တာသမီလှုပ်တဲ့သူတွေအနေနဲ့အောင်မေဝူပြုစီဝေလှုပ်လို့ရတယ်ဆိုမှပေါ်ပြသွားတယ်အောင်မေဝူပြုစီဝေလှုပ်တယ်ဆိုတဲ့နေရာမှာလည်းအကြောင်းရင်းငါချစ်ရှိတယ်ဒါကိုမမေ့ဖို့လိုတယ်နံပါတ်၁ကဖရာသခင်ဝူပြုတာနံပါတ်၂ကတည်ပြီးတဲ့သူတတိယတာနံပါတ်၃ကကျန်းစာနဲ့နှစ်သိမ့်မှုရယူတာမိသားစုတွေနံပါတ်၄ကယုံကြည်သူတွေအတွက်တတိတတိယစေတာငါလည်းတည်တတ်တယ်ဆိုတာ နံပါတ်5တခုကဒီအောင်မေဝပြုစီဝေးခြင်းအဖြစ်အေးဝင်ကလေးဝင်ရတာဖြစ်တယ်ဆိုတဲ့အကြောင်းကို ဝင်ငါရင်နဲ့နှိကုံချုပ်ပါတယ်ဆယ်ရက်တန်တိုင်တာသမီချင်းဝုတ်ကိုဝင်ငါခွင့်ပေးတဲ့ဘုရားသခင်နာမတာ၍ဘုံကြီးပါစေဒီဆယ်ရက်တန်တိုင်မှာခွန်အားရမယ်လို့မျှော်လင့်ပါတယ်ကိုခွန်အားအရဆုံးအချက်ကိုကောမန့်ထဲမှာရေးသွားပေးကြည့်ပါနော်ဘုရားသခင်ကောင်းကြီးပေးပါစေအတူတူကဆုတောင်းရအောင်ယေရှုတင်တဲ့ကိုတော့ဒီကနေ့မနက်မှာလဲခရိယန်သားသမီးချင်းကိုနောက်ဆုံးအပိုင်းကိုဝင်ငါခွင့်ရတယ် မိဘတွေစုံပါသွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဟာဝုအောင်မေဝုပြုစည်းဝေးကိုလှုပ်ပြီးတော့မှကိုယ်တိုင်ခွန်အားယူခွင့်ရတယ်လို့အင်းဝင်ကလေးလည်းလှုပ်လို့ရတယ်ဆိုတဲ့အကြောင်းအလင်းပေးတဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်အလင်းပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေအသက်တာမှာတကယ်ပဲလက်တွေ့လှုပ်ဆောင်နိုင်ဖို့ရန်ကိုတော်မဆပါမိအကြောင်းကျေးဇူးတော်ချီးမွမ်းတယ်ဆုတောင်းတဲ့အခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖဖခင်အာမင် အရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့